မရကိုတတ်တယ်လေအကိုကိုတတ်တယ်ညီဖအေကိုတတ်တယ်သားအာနာရှင်တဲတဲ့ဖရာတိုင်းသူပြည်သားတွေအားလုံးကသတ်မှတ်ထားတယ်အာနာရှင်တဲတဲ့ဖရာတတ်မဲ့ရန်ကြီးဘယ်ဖရာမှမမရှိတဲ့ပလင်တစ်ခုထဲမှာရုပ်ွားတော်နှစ်စုတဲထားကိုကိုယ်ခဲ့တဲ့ဖရာ ိဗတ်ပညာရှင်တွေရောမြန်မာတမိုင်းပညာရှင်တွေရောကောင်းတဲ့ခြေတစ်ပတ်ရမ်းသွားအောင်ထူးခြားအောင်မှုတွေပြည့်နေနေတဲ့ UFO လို့ခေါ်တဲ့ပကံများပြန်နေမြှောက်ကားတယ်လို့ထင်ရတယ်ဒါပေမဲ့ယဉ်ကြည့်ကြရအောင်တရားအားလုံးပဲမင်္ဂလာပါတစ်ချိန်တော့ကအင်မတန်မှတသနာရောင်ဝါထွန်းလင်းတောက်ပြောင်ခဲ့တဲ့ပကံပြည်ကြီးမှာထူးခြားအောင်မှုတွေနဲ့ပြည့်စုံနေတဲ့ဓမ္မယံကြီးဖရာတမိုင်းကြောင့်ပြောပြပေးပါမယ်ဖြစ်ပါတယ်ဓမ္မယံကြီးဖရာလို့ပြောပြလိုက်ရင်လူတွေတော်တော်များများက ဘသူ့ကိုမျိုးလုံးထဲမှာတွားပြီးမြင်ကြလဲဆိုတော့အလောက်စီသူမင်းတရားကြီးကိုတွားပြီးတော့မျိုးလုံးထဲမှာမြင်ကြပါတယ်တကယ်တော့ဓမ္မယကြီးဖရာကိုတိဆောက်ပူဇော်ကိုးကွယ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအလောက်စီသူမင်းကြီးရဲ့တာနာရတုမင်းပဲဖြစ်ပါတယ်နရတုမင်းကဖခင်အလောက်စီသူမင်းတရားကြီးကိုမကြမ်းမှာမှာဖြစ်နေတဲ့အချိန်မှာကောင်းအောင်နဲ့ဖိပြီးတော့တတ်ခဲ့ပြီးတော့ထင်းတန်းကိုအရယူဖို့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်ဖေလို့သူတေးသွားပြီဆိုတာကိုသိပြီးတဲ့နောက်မှာအကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကထင်းတန်းကိုဆက်ခံဖို့အတွက် လာတဲ့အချိန်မှာမနေ့ပိုင်းမှာထီးနှက်ကိုတင်ညပိုင်းမှာစားတော့အုတ်ထဲကိုအစိတ်ခတ်ပြီးတက်ခဲ့တဲ့နရတ်တူဘယင်တပားဖြစ်သည့်အလျောက်တက်တန်ချင်းချင်းမုံမုံမြတ်မြတ်မလီပဲနဲ့ရေချိုးချင်မှာချိုးတယ်ဂျင်းညိုအထက်ထက်နဲ့အင်မတန်ယူစရာကောင်းတဲ့နရတ်တူယူလိုက်တဲ့မိဖုရားကမြမလူမျိုးမဟုတ်ဖဲနဲ့ကလားကိုယူခဲ့ပြီးတော့ကလားမိဖုရားတခုရင်တန်ရှင်းမှုမရှိတဲ့နရတ်တူကိုယွန်ရှာဆက်ဆုပ်တဲ့ပုံစံမျိုးကိုပြတဲ့အတွက်ကြောင့်မရလို့သူကိုတတ်ခဲ့တဲ့နရတ်တူโอเคအဲ့ဒီတော့ ဒီကလားမီဘုရားကိုတတ်ခဲ့တဲ့အတွက်ကြောင့်ကလားလည်းမကျင်းနဲ့မကျင်းနဲ့လို့ကလားပြန်ပြီးတတ်လို့နောက်ဆုံးမှနရတူဟာတေးရတယ်ပေါ့ဒါကြောင့်မလို့ဗကတိတမှာလည်းများသောအဖြစ်အခုလည်းပြောနေကြတယ်ပေါ့နော်ဘာလို့ဆိုကလားကြောက်ရတယ်မင်းဒါကြောင့်မလို့သူ့ကိုကလကြောင်မင်းလို့လည်းခေါ်ပါလေโอเคသူကြည့်တာဒီအကြောင်းအရာတွေသိကြရင်တော့ကျွန်တော်တို့ဒုတိယပိုင်းမှာဆက်လက်ပြီးကြောကြပေးမှာမဟုတ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒုတိယပိုင်းကိုဆက်ပြီးကြည့်ရှုသွားဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ထုံးစံအတိုင်းနှုတ်ဆက်ရရင်ကျွန်တော်ကတော့ ပုံနဲ့ဖြစ်တယ်ဖြစ်ပါတယ်ကျွန်တော်ဒီဇက်မှုတွေချိန်နေတဲ့သဘောကြတယ်ဆိုလို့ရှိရင်တော့အပေါင်းလေးနဲ့အတဲလေးပေးပြီးတော့မိမိတင်တဲ့ယူဆချက်ကိုကောမန်တွေတကြောင်လုံးရေးပေးသွားကြပါဦးဗျာကျေးဇူးတင်ပါတယ်